ဲ့လိုပဲသူကကျွန်တော်ဘီကို silent killer လို့ခေါ်တာပေါ့နော်တိတ်တဆိတ်လူတသမားလို့ခေါ်တာအဲ့တော့တော့ပြင်းမှုရှိစကားပြောရင်လည်းတောက်ဖြစ် sorry ဟိုကပေါ့အဲဘယ်လိုပြောမလို့ဘယ်ရောက်ဘီဘိုးကြောင့်ပြောရမယ် LB ဘီဘိုးဆိုတာကမြန်မာပြည်လူကြီးရဲ့သူက fight to temper ဆန်တော့ရှိနေရကွာ၃ယောက်တယောက်ဒုက္ခပေးမယ်အမြင်နဲ့မှတ်ထားလိုက်၃ယောက်တယောက်ဒုက္ခပေးမယ်အဲ့ဒီမှာကိုမပါဘူးပဲလူတာဘီဘိုးသမားတွေကကျွန်တော်ပြောတာစစ်ကြည့်လိုက်စစ်ဖို့စစ်တာအောင်မကြောက်နဲ့ ော်30အထက်ဆိုရင်ကျွန်တော်ကစကူတယ်ကျွန်တော်အမြဲတမ်းပြောတဲ့6ချက်ပေါ့နော်အဲ6ချက်မှာနှစ်ချက်ညင်စေးကူပါလို့ပြောတယ်စေးကူရယ်ဆိုရင်လည်းစိတ်ပူကြမလို့ဘူးစေးစားရင်ကျွန်တော်ပြောတဲ့အိပယ်က10နှစ်စနစ်ဘာမှဖြစ်ဘူး side effect လည်းမရှိဘူးနော်ဒီနိုဖိုဘာဆိုတာ300မီလီဂရမ်တောက်လို့ရတဲ့လူငယ်တွေလူကြီးတွေဆိုရင်တီရက်တောက်လို့ရတယ်ဒါ side effect မှမရှိဘူးအဲ့တော့ ဟိုပေါ့နော်လာမငင်းနဲ့ပေါ့နော်တကယ်ပြောရင်ကျွန်တော်မအများကြီးပဲအများကြီးဆိုတာဒီဘုသမားတွေကတကယ်ကိုဒုက္ခရောက်နေကြတာပါဟိုပေါ့နော်တို့သူတို့ကတော့အပြင်းအလူတွေကြီးတာပေါ့ကျွန်တော်အများတန်းပြောသလိုပဲကျွန်တော်အမျိုးတဲ့တော့မကူဘူးလို့နော်ဒါပေမဲ့အဖေကမကူဘာမှဖြစ်ဘူးဆိုပြီးသူသားကြမှာအသက်6တောင်မှသူကလက်ခံသွားတယ်လေပြောမရအောင်လေပြောမရအောင်ဘာမှပြောမရအောင်တက်ငယ်တာကြည့်နေတယ်မဆိုင်ကိုခံရစနစ်နဲ့သူ့ဘော်ပဲမူတည်တာပေါ့ကွာอืม ျွန်တော်လည်းတရက်တည်းရှော့ရရှော့ရတာပေါ့နောက်ဆိုတော့မလျှော့သေးပါဘူးပြီးရတော့လေတောက်အောင်ပါပေါ့နော်အဲ့တော့3တလတော့ပြီးပြီနောက်2လတော့ထပ်ချအောင်ပဲပေါ့နော်ဒါပေမဲ့ခုနပြောလို့ပေါ့ကိုအတိနဲ့တတိပဲဘာမင်းနေအတိနဲ့တတိပဲဟိုပြီးဖို့ဒီကျွန်တော်ရိုးရိုးလေးပဲပြပြမယ်3ယောက်မှ1ယောက်ဒုက္ခပေးမယ်နော်3ယောက်1ယောက်ဒုက္ခပေးနိုင်တယ်အဲ့တော့အဲ့ဒီမှာအသေးချောင်းနိုင်တဲ့အသေးကင်ဆာဖြစ်နိုင်ငယ်ဆိုတော့ကိုကဘီဘိုးသမားဆိုရင်30%လောက်စိတ်မချရအောင် ့စစ်ထားဖို့ကွာကျွန်တော်ပြောရဲစစ်ထားဆိုအဲ6ချက်မှာနှစ်ချက်လုံးမညှိဘူးဆိုရင်တော့နေလိုက်အေးစိနေလို့ရတယ်အဲ့တော့အများအားဖြင့်ပြောရဲဒါပဲထပ်ပြောမယ်ဒါ30ကျော်ရင်မျိုးရိုးအရေးကြီးတယ်မျိုးရိုးမှာနော်အဓိကမိသားစုရဲ့ဟိုတဝင်းခွက်လောက်မှာကိုကန်ဆာဖြစ်ရင်ကိုဒါမျိုးရိုးရှိတယ်ပေါ့နော်သတ်မှတ်မယ်အသည်ရောင်ရင်အသည်ခြောက်ရင်အသည်ရင်ဆိုင်နှစ်ဆတက်ရင်နော်ပြီးရင်သူကပိုးကပွားနေတယ်အကောင်ကြီးက2000ဗိုင်လောက်က2000ကျော်နေတယ် เนาะအဲ့ဆိုရင်ပိုးပွားနေတော့လောက်အကောင်ရရမပွားဤနေကလေးမပွားပေမဲ့2000ကျော်နေတော့လောက်အားချက်ရှိပြီနောက်တစ်ချက်က quantity နည်းနည်းဖြတ်လိုက်1500နဲ့ပဲဖြတ်1000အောက်ဆိုရင်တော့ပိုးကောင်းတယ်1000နဲ့ဖြတ်လိုက်ပေါ့1000အောက်ဆိုရင်တော့မကုလည်းရတယ်အသက်30ကျော်လည်းအသေးကောင်းတယ်မြေရွက်လည်းမရှိဘူးဆိုရင်1500လောက်ထီကိုလက်ခံတယ်1000 1500ကြားပေါ့ထားလိုက်တော့အဲ့အောက်ဆိုရင်ကိုသူကအသေးလေးကောင်းနေဆိုရင်မကုလို့နေလို့ရတယ် ဒါပေမဲ့အဲ့6ချက်မှာကျွန်တော်ပြ6ချက်ရှိတယ်။ရှိတယ်မှာလည်းအများကြီးပြောခဲ့တယ်။ကျွန်တော်အဲ့ဒါဒစ်ထုတ်ထားတာကျွန်တော်ဒါ guideline တွေအားလုံးနဲ့မြန်မာနဲ့အစီအမင်းမှာကျွန်တော်ချပြထားတာ။အဲ့တော့ရိုးရိုးရှင်းရှင်းလေးပဲအဲ့6ချက်မှာနှစ်ချက်ညိနေစိတ်ကူတော့၎င်းတော့မနေနဲ့။နော်စိတ်တောက်တာဘာဖြစ်မှာတော့နော်စိတ်တောက်တာဘာမှဖြစ်ဘူး။မတောက်မှတော့